အပိုင်းလေးစနစ်ရဲ့အဆောက်မှာဆိုရင်တော့မေယိုကြီးနဲ့လက်ချောင်းကြားတွေကရေပြားတွေကယွန်းစရာကောင်းနေဆိုပြီးအားလောင်ကိုပလိနေတဲ့လူဖီကိုတွေ့ရမှာဖြစ်ပါတယ်။ဒေါသထွက်သွားတဲ့အားလောင်နဲ့မျိုးစိတ်မတူတာကွာဆိုပြီးတော့လူဖီကိုသူ့ရဲ့ငမန်းသွားကြီးနဲ့လိုက်ကြိုက်ပါတော့တယ်။လူဖီကိုဖမ်းမိသွားပြီးသူ့ရဲ့ချွန်ထက်လာတဲ့ငမန်းသွားတွေနဲ့ကိုက်ဖို့လုပ်နေတဲ့အချိန်ပါပဲ။လူဖီကရှောင်လိုက်တာကြောင့်ကြောက်တိုင်ကြီးကိုအားရပါရကိုက်မိသွားပါတယ်။အားလောင်ကအံ့ဩသွားကြတဲ့အချိန်မှာပဲအားလောင်ကကြောက်တိုင်ကြီးကိုသူ့ရဲ့သွားနဲ့ကိုက်ပြီးတော့ဖျက်ဆီးပစ်လိုက်ပါတယ်။ဒါကြောင့်မလို့လူရီကပို့ပြီးတော့အံ့ဩသွားကြပြီး ဒီလိုစွန့်ထက်တဲ့အားလုံးကိုတို့အနေနဲ့ဘယ်လိုအနိုင်ယူရပါမလဲဆိုတာကိုစဉ်းစားနေကြရပါတော့တယ်။အားလုံးကတော့လူသားတွေဆိုတော့ငါလူသားတွေကိုဒူးထောက်ဖို့အတွက်တတ်တတ်ပဲမိုးကောင်းကင်ကဖန်ဆင်းပေးထားတာလို့ပြောလိုက်ပါရီ။ငါတို့နေရာရဲ့ကွာခြားချက်ကဘာလဲဆိုတာမင်းသိအောင်ပြမယ်လို့ပြောလိုက်တဲ့အခါလူဖီကလည်းပဲမင်းလူကောင်မျိုးငါရှုံးစရာအကြောင်းမရှိဘူးလို့ပြောလိုက်ပါရီ။ဇာတ်လပ်ပြီးတော့လူဖီကသူဟာပင်လယ်ဓားပြင်ပြင်ဖြစ်လာမဲ့သူပဲလို့ကြွေးကြော်လိုက်ပါရီ။အားလုံးကိုအခုလိုမခံလေးစားပြန်ပြောရတဲ့လူငယ်လေးကိုအဲ့ဒီမှာရှိတဲ့လူတွေအားလုံးကပါဇက်အဟောင်းသားနဲ့ကြည်နေကြပါရီ အားလုံးကသူ့ကိုခြေရချင်းလာတိုင်းတဲ့လူဖီကြောင့်အရန်စိတ်တို့သွားပြီးမင်းလို့အောက်တန်းစားကမင်းရဲ့သွားနဲ့ကြောက်တန်ကြီးကိုကိုက်ခွဲနိုင်လို့လားလို့မေးလိုက်ပါတယ်။တာမန်လူတယောက်ဟာဒီလိုမလုံနိုင်ဘူးဆိုတော့ကိုစံကြီးလဲကောင်းကောင်းသဘောပေါက်ထားပြီးသားပါ။အားလုံးရဲ့ငမန်းသွားနေတာကိုက်ခံရရင်တော့အယိုးထီပါပါသွားပြီးဒေဝဲဝင်ရမှာဖြစ်ပါတယ်။လူဗီကကြောက်တုံးကိုသွားနေပဲကြိုက်ခွဲလို့ရတာမဟုတ်တဲ့အတွက်အရင်မပါတာတွေမပြောစမ်းနဲ့လို့ဩကဘေးကကြောက်ဆောင်ကိုလက်သေးနဲ့ထိုးခွဲပြလိုက်ပါလိမ့် အားလောင်ဟာရေထဲကနေတောင်ကိုဘသားကိုတက်မလာနိုင်မင်းနဲ့သူများကူညီယူခဲ့ရတဲ့မင်းလိုလူသားမျိုးစိတ်ကဗာများလုံနိုင်မှာမဟုတ်လို့လဲဆိုပြီးတော့လောင်ပြောင်ခဲ့ပါတယ်လူဗီဟာဒေါသထွက်ကဓာတ်နှက်လက်ကိုကင်ပြီးအားလောင်ကိုဂမူးရှူရုံနဲ့လိုက်တိုက်ခိုက်ပါတော့တယ်အားလောင်ကဓာတ်ကိုသူ့သွားနဲ့ကိုက်ကဖျက်ဆီးလိုက်တဲ့အခါမှာလူဗီကအားလောင်ရဲ့သွားတွေကိုကြိုးရဲအထိထိုးပြစ်မယ်လို့ဂျိန်ဝါလိုက်ပါတယ်တကယ်လက်တွေ့မှာလေလူဖီရဲ့လက်သီးချက်တွေကြောင့်အားလောင်ရဲ့ငမန်းသွားတွေကျိုးသွားတာကိုတွေ့လိုက်ရပြီးဘွဲကြီးပြိတ္တတွေအားလုံးအံ့ဩကုန်ကြပါသည် ဒါကိုဘယ်လိုသုံးရမလဲငါမသိဘူးပင်လယ်ထဲကိုရွံ့မလွင့်တတ်ဘူးဟင်းမချတတ်ဘူးလိန်လဲမလိန်တတ်ဘူးအကူညီမရဘဲငါအသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါအားလောင်ကရီပြီးဒီလိုရည်ချင်းတွေမရှိတဲ့မင်းလိုကောင်မျိုးကိုကက်ပတိန်ဖြစ်တင်မြောက်ထားရတဲ့မင်းရဲ့အဖွဲ့သားတွေအတော်လေးစိတ်ပြတ်မှာပဲလို့တုံ့ပြန်လိုက်ပါတယ်မင်းတို့တိတ်ခါမရှိတဲ့ကောင်ကကက်ပတိန်ဖြစ်ဖို့ထိုက်တန်ရင်လားလို့မေးခွန်းထုတ်လိုက်တဲ့အခါလူဖီကမင်းကိုပြေးနိုင်တယ်လို့ပြန်ပြောလိုက်ပါတယ်ဒါပေမဲ့အားလောင်ရဲ့သွားရီဟာအစ်စ်ပြန်ပေါက်လာတာကိုတွေ့လိုက်ရတဲ့အခါမှာလူဖီဟာသွေးပြတ်သွားခဲ့ပါတယ် ငမန်းဒီဟာသွားတချောင်းကျူတာနဲ့ချက်ချင်းအသေးပြန်ပေါက်တတ်တာဖြစ်ပြီးအသေးပေါက်တဲ့သွားရီဟာအဟောင်းနေထပ်ပူတမ်းမှာပါရီအားလုံးဟာသူ့ရဲ့သွားရီအကန့်အသတ်မရှိပေါက်တာဖြစ်ကြောင်းသွားအင်ကက်ဒီတစ်ခုပြီးတစ်ခုဖြုတ်ပြလိုက်တာမို့အားလုံးကလည်းပဲပါဇက်အဟောင်းသားနဲ့ကြည်နေကြရပါရီပြီးတာနဲ့အားလုံးကသူ့ရဲ့သွားရီနဲ့လူဗီကိုတရဆက်တိုက်ခိုက်ပါတော့ရီလူဗီကငါးလူသားတယောက်ကိုဒိုင်းကအဖြစ်သုံးပြီးအားလုံးရဲ့တိုက်ခိုက်မှုကိုကာကွယ်ခဲ့ပါရီအားလုံးကအရန်ဒေါသထွက်သွားပြီးစက်တိုက်ကိုတိုက်ခိုက်ခဲ့ပေမယ့်လူဗီကရှောင်းတိန်နိုင်ခဲ့ပါရီ လူဖီဟာလှိဝတ်တိုက်ခွင့်နဲ့တိုက်မယ်လို့အော်ဟစ်လိုက်ပြီးအားလောင်ရဲ့ငမန်းသွားတွေကိုသူ့ရဲ့ပါဇက်မှာတိုက်လိုက်တာမို့လို့တိုက်ပွဲကကျန်းရမယ်စားရည်စရာဖြစ်လာပြီးဇိုရိုတယောက်ဆိတ်ပြတ်သွားရပါတယ်။ပေါကီယာတွေကြီးလုံနေတဲ့လူဖီကိုအားလောင်ကထားထိုးလိုက်တော့လူဖီတယောက်ငမန်းကိုက်တယ်လို့ဆိုတာမြေကြီးပေါ်မှာလူလိမ့်နေပါတော့တယ်။အားလောင်ကလည်းသူ့ကိုလောင်ပြောင်နေတဲ့လူဖီကိုဒေါသတကြီးနဲ့ကင်ပေါက်ဖို့အတွက်လှုပ်လိုက်တဲ့အချိန်မှာပဲလူဖီကသူ့ကိုငမန်းသွားနဲ့ကိုက်ထည့်လိုက်ပါတယ်။သူသွားနဲ့သူပြန်ကိုက်ခံလိုက်ရတဲ့အားလောင်ဟာနာသွားတယ်ဆိုပေမဲ့ လူသားတယောက်ရဲ့မေယိုအားနဲ့ကြိုက်တော်မှုအားလောင်အတွက်တော့စားဖွဲ့လောက်အောင်မနာကျင်ခဲ့ပါဘူး။ငမန်းသွားရီဆိုတာအသားရီကိုပြတ်ထွက်နိုင်လောက်အောင်တံမာရီအားရီနဲ့ကြိုက်မှာအသုံးဝင်လာလို့အားလောင်ကပြောလိုက်ပြီးလူဗီရဲ့လက်ကိုသူ့ရဲ့ထက်လွှာစွာသောငမန်းသွားရီနဲ့ကြိုက်ထည့်လိုက်ပါလိမ့်။လူဗီကလည်းနာကျင်သွားတော်မှုအားလောင်ကိုပြန်လည်တိုက်ခိုက်လိုက်တဲ့အတွက်သူတို့နှစ်ယောက်လုံးလဲကျသွားပါလိမ့်။ဒီဖြစ်ရပ်ကိုကြည့်နေတဲ့ရဲမှုကန်းကတော့အကယ်၍လူဗီသာတိုက်ခိုက်ဖို့နည်းနည်းနောက်ကျသွားရင်တော့သူ့လက်မောင်းတစ်ခုလုံးပြုတ်ထွက်သွားနိုင်တယ်လို့ပြောလိုက်ပါလိမ့်။လူဗီပြန်ထလာတဲ့အခါမှာတော့အားလောင်ကိုမတွေ့ရတော့ပါဘူး။ ူကရေထဲကိုခုန်ဆင်းသွားခဲ့ပါပြီ။သူရဲ့အစွမ်းကရေထဲမှာဆိုရင်နှစ်ဆဖြစ်သွားရပြီးငမန်းတကောင်တို့အစွမ်းကုန်တိုက်ခိုက်တော်မှာဖြစ်ပါတယ်။အားလုံးကငါလူသားတွေစီမှာပဲရှိတဲ့အစွမ်းကိုအသုံးချတော်မှာဖြစ်ပြီး Shark ပြစ်ခတ်ခြင်းတိုက်ခွက်နဲ့ရေတွေကို Luffy စီကိုလှုပ်ထွက်ကတိုက်ခိုက်ပါတော့တယ်။ Luffy လည်းအချိန်ပြင်းလာတဲ့ရေနဲ့အတူလွင့်ထွက်သွားခဲ့ပြီးအုတ်နေရံကိုတော့အပေါက်ကြီးဖြစ်သွားစေခဲ့ပါတယ်။ဒီတစ်ခါမှာတော့လူဖီတယောက်တော်တော်နဲ့ပြန်မထနိုင်တော့ပါဘူး။အားလုံးကလူဖီကိုမင်းထွက်ပြေးလေလေငရေကြတဲ့အချိန်ကပိုကြလေလေဖြစ်မှာပဲလို့ပြောလိုက်ပါရီ ်နောက်တစ်ချိန်တိုက်ခိုက်တဲ့အခါမှာလေလူဖီကအလင်းအမြန်ထက်ဆောင်တိန်လိုက်တဲ့အတွက်အားလောင်ရဲ့ငမန်းနှာခေါင်းကြီးဟာဂျမ်းမြင့်ပေါ်မှာထိုးဆိုင်သွားခဲ့ပါရီနှာခေါင်းကဘာမှဖြစ်မသွားပေဂျမ်းမြင့်ကြီးရဲ့အက်ခွဲကတုန်ခါသွားခဲ့တဲ့အတွက်သူ့ရဲ့နှာခေါင်းယိုးကဘာနဲ့လှုပ်ထားရလဲလို့ဆန်ကြီးကအံ့ဩစွာပြောလိုက်ပါရီ next level ကိုရောက်နေတဲ့အားလောင်ဟာလူဖီကိုထပ်မံတိုက်ခိုက်ရင်သူ့ဒေါသတွေကိုဖြေလျှော့နေခဲ့ရပါရီဒီတစ်ခါမှာတော့အားလောင်တယောက်ပင်လယ်ထဲကိုဆင်းသွားတဲ့အတွက်ဥဆုပ်ကလူဖီကိုအမြန်ဆုံးပြေးပို့မှုအတွက်တတိပေးခဲ့လိုက်ပါရီ ဒါပေမဲ့လူဖီကသူ့ရဲ့အဖွဲ့သားတွေရဲ့အကြံပေးချက်ကိုလက်မခံပဲလုံးဝထွက်မပြေးဘူးလို့ပြောလိုက်ပါတယ်။ဒီတစ်ခါဖမ်းချုပ်ပြီးအားလောင်ရဲ့နှာခေါင်းရိုးကြီးကိုချိုးပစ်လိုက်မယ်ဆိုလဲကြုံဝါလိုက်ပါသေးတယ်။ဇာပဲပြင်လာလားဒါမှမဟုတ်ထွက်ပြေးရင်အကျိုးမရှိဘူးလို့တွေးမိလို့လားလို့အားလောင်ကတုံ့ပြန်လိုက်ပြီးအားလောင်ကဂူနာကတိုက်ခိုက်မှုထက်နှစ်ဆပြင်းအောင်တိုက်ခိုက်မယ်လို့ပြောကလူဖီရဲ့နှလုံးအိမ်ကိုပါတစားစီဖျက်အောင်ဖျက်ဆီးပစ်မယ်ဆိုပြီးတော့ပြောလိုက်ပါတော့တယ်။လူဖီကတော့သူ့ရဲ့ရာဘာစွမ်းနဲ့ဒိုင်းပုံစံတော့ကအားလောင်ရဲ့တိုက်ခွက်တွေကိုခုခံမှုအတွက်ပြင်ဆင်နေပါတယ်။ ဒီလိုနဲ့အားလောင်ဟာလူဖီကိုတိုက်ခိုက်တဲ့အခါမှာရှောင်းတိန်လိုက်ပြီးရာဘာလက်ပိုက်ကွန်တိုက်ခွက်နဲ့အားလောင်ကိုဖမ်းချုပ်လိုက်ပါရီပြီးတော့ရာဘာကန်ချက်ဆွမ်းကိုတုံးလိုက်ပြီးအားလောင်ကိုဘွဲသိမ့်နေနဲ့စောင့်ကန်ချလိုက်ပါတော့တယ်မြေပြင်ပေါ်မှာလေးချနေတဲ့အားလောင်ရဲ့အခြေတွေကချက်ချင်းဆူးချပြောင်းလဲသွားပြီးတဲ့နောက်အဲ့ဒီအခြေတွေဟာပင်လယ်တပ်တော်တွေတိုက်ခိုက်ဖို့ပြင်နေရင်ဖြစ်သွားတဲ့အခြေမျိုးဖြစ်လာပါရီဒါဘူစန်ကြီးတယောက်ကောင်းကောင်းကြီးသိနေခဲ့ပါရီကြည်ရတာလူဖီနောက်ဆုံးတိုက်ခိုက်ခဲ့တဲ့အခွက်ကြောင့်အားလောင်တယောက်တင်းသွားပုံရပါရီနာမီကလည်းအားလောင်ရဲ့မျက်လုံးအခြေတွေဒီလိုဖြစ်သွားရတာကိုတခါမှမတွေ့ဘူးပါဘူး အားလောင်ဟာလူဖီကိုလေထဲမှာအခါတရာလောက်ဝေ့ရန်ကမတ်လောက်သားလောက်အောင်ကိုဆုံးမနေခဲ့ပါရီမူးနောက်ပြီးတော့လဲကျနေတဲ့လူဖီကိုထိုးဖို့အတွက်ဓာအရှိတချောင်းကိုလည်းအားလောင်ကဆွဲထုတ်ယူလိုက်ပါရီတကယ်တော့ဒါကငမန်းလွှာကြီးပဲဖြစ်ပြီးမတ်တက်ရနေတဲ့လူဖီကိုခုတ်ပိုင်းပစ်ဖို့အတွက်အားလောင်ကလေထဲကိုအချိန်နဲ့ခုံကသူ့စီလာနေခဲ့ပါရီလူဖီကရှောင်းသမားနေရာတိုင်းကိုအားလောင်ကအညိုတကြီးနဲ့လိုက်ပြီးတော့တိုက်ခိုက်ပါရီပြင်းပြင်းနဲ့ပဲလူဖီတယောက်ဂျောင်းဘိတ်ခံလိုက်ရပါပြီနောက်ဆုံးတော့လူဖီကအစာဦးလေးကိုရောက်သွားပြီးနာမီကတော့အပေါ်ဆုံးတက်ရဲ့ဘဲဘဲပရင်ပေါက်ကိုစိုက်ကြည့်နေပါရီ ဒီအခန်းထဲမှာစာရွက်တွေအများကြီးကိုတွေ့လိုက်ရပြီအဲ့ဒါကတော့အားလောင်ကအနာမီကိုပင်လယ်ရေချောင်းပြမြေပုံတွေဆွဲခိုင်းထားခဲ့တာပါအားလောင်ကသူမကိုရှင်းနေလုံးလုံးအခန်းထဲမှာမြေပုံတွေဆွဲခိုင်းထားခဲ့ပါတယ်နာမီရဲ့ကျွမ်းကျင်မှုကြောင့်အားလောင်တို့ဟာပင်လယ်ကြီးထဲမှာအခက်ခဲမရှိရွက်လွှင့်သွားလာနိုင်ခဲ့ကြတာဖြစ်ပါတယ်နာမီဆွဲတဲ့မြေပုံတွေကြောင့်သူတို့တွေဟာကြားကိုတောင်ပန်တက်ပြေးလိုက်တယ်လို့ဖြစ်သွားခဲ့ရပါတယ်နာမီကထပ်မြတ်ပြီးမြေပုံတွေလည်းကောင်းကောင်းဆွဲနိုင်အောင်လို့လူဖီတို့လိုအောက်တန်းစားဖွဲ့မှာရှိမိနေတယ်မူလို့လည်းသူကပြောလိုက်ပါရီ လူဗီကလည်းနာမီကငါတို့ရဲ့လမ်းပြကွာလို့အော်ဟစ်လိုက်တဲ့အချိန်မှာပဲအပိုင်း၄၂လေးဟာပြီးဆုံးသွားခဲ့ပြန်ပါတယ်။နောက်ထပ်အပိုင်းတွေကိုလည်းစဉ်စားမပြတ်တင်ဆက်ပေးသွားအောင်မှာဖြစ်တာမို့လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။ကျေးဇူးများကြီးတင်ပါတယ်။